လိုမျိုးပြောတယ်ဆိုလို့ရှိရင်တော့မပနဲ့ပေါ့အဲ့ဒီအမျိုးသမီးကလင်းငယ်နေကြတယ်ကျမအဲ့လိုပြောလိုက်တော့ဘာလို့ဟဲ့နေရပေါ့အဲနေရဒီဟွာဖြစ်တာကိုမင်းကလေးချင်းတောင်မှနေမစားနာဘူးပေါ့နေလျှောက်အမျိုးသမီးတွေပေါ့နော်နောက်ယောက်ျားယူချင်းဒါမှမဟုတ်ပေါ့နော်လင်းငယ်ထားခြင်းဖြစ်တတ်တဲ့အမှုအကျင့်တွေအများကြီးတခုပြောပြမှာပေါ့နော်အဲ့ဒါက ဘာလဲဆိုတော့ဘာအဲ့ဒီအမျိုးသမီးကသူ့ရဲ့အင်အားယောက်ျားကိုမကောင်းတဲ့ရင်ပေါ့နော်အင်အားယောက်ျားရဲ့မကောင်းတဲ့ရင်ကို तू လှဲ့လေပြောဆိုခြင်းပဲအဲ့ဒါပေါ့နော်အမျိုးသမီးချင်းတွေ့အခါမှာလဲ तू ပြောတယ် तू ကလက်ဖက်တုပ်စားတယ်လို့မျိုးကို तू တာတာရန်ရာကြီးနဲ့ပြောနေတာအဲ့လိုမျိုးမဟုတ်ဖဲနဲ့ပေါ့နော်တခြားယောက်ျားသားတွေရှေ့မှာလဲပေါ့နော်อืมပြောတယ်မျက်ရည်တွေဘာတွေဘာချွေးချတာပေါ့နော် အဲ့လိုမျိုးပြောတယ်ဆိုလို့ရှင်တော့မပနဲ့ပေါ့အဲ့ဒီအမျိုးသမီးကလင်းငယ်နေကြတယ်ကျမအဲ့လိုပြောလိုက်တော့ဘာလို့ဟဲ့နေရပေါ့အဲနေရဒီဟွာဖြစ်တာကိုမင်းကလေးချင်းတောင်မှနေမစာနာဘူးပေါ့နင်းလျှောက်ပြောတယ်ပေါ့အဲ့လိုထင်မဟုတ်ပါဘူးတကယ်ရင်နာတကယ်လမ်းခွဲကျင်နေသူကဘာမှမပြောဘူးလမ်းခွဲပလိုက်တာ အဲ့လိုခဏခဏတတွတ်တွတ်ပြောနေတဲ့အမျိုးသမီးကသူ့မှာအကြောင်းအရာနှစ်ချက်ပဲရှိတစ်ချက်ကကြတော့သူဟာပေါ့နော်သူ့ယောက်ျားရဲ့ကွယ်ရမှာအမားတစ်ခုကိုကျူးလွန်ခဲ့မိတယ်ပေါ့ပြောမပြနိုင်တဲ့အမားတွေသူမသိတဲ့အမားပေါ့နော်ကျူးလွန်ခဲ့မိတဲ့အတွက်ပေါ့နော်သူ့အမားကိုဖေးပါဖြစ်အောင်ကာဖာဖြစ်အောင်သူ့ယောက်ျားရဲ့မကောင်းချောင်းကိုသူလှည့်လည်ပြီးပြောပေးနေရပေါ့နောက်တစ်ခုကကြတော့ तू ဟာပေါ့လုံးတော့မလုံးရသေးဘူးဒါပေမဲ့ तू ဟာကြံနေတဲ့သူတွေကိုဖိတ်ခေါ်ကြင်တာပေါ့နော် welcome welcome family welcome new to us ဖိတ်ခေါ်ကြင်တာပေါ့နော်အဲ့လို new to us ဖိတ်ခေါ်ကြင်တဲ့အတော့ပေါ့နော် तू ဟာရှေ့ရလူကိုမကောင်းတဲ့တွင်ပြောပြရပေါ့နော်အဲ့ဒီနှစ်ချက်ပဲရှိတကယ်ကွဲကျင်တဲ့အမျိုးသမီးကဘာမှပြောမြန်မြန်ပဲကွဲလိုက်တယ်ကျမတို့ရဲ့ပေါ့နော်အပေါင်းအသင်းတွေထဲမှာလည်းအဲ့လိုအပေါင်းအသင်းတွေရှိတယ် ယောက်ျားမကောင်း क्वे ရမှာပေါ့နော်ယောက်ျားမကောင်းအောင်ပြောသူ့ယောက်ျားရှေ့ကျရင် तू မဟုတ်တဲ့အတိုင်းဒါပေမဲ့အဲ့အမျိုးသမီးတွေကိုကြည့်ကြည့်ရင်ပေါ့နော်ယောက်ျားတွေနေတအားဆက်ဆံမှုပေါ့နော်ပုံမှန်ထက်လွန်ကဲသူတို့တွေကလေဟိုယောက်ျားတွေချွေမယ်ဆိုရင်ကျွေးနိုင်တယ်ပေါ့နော်အဲ့လိုအနေအထားမျိုးတွေရှိတယ်အဲ့ကြောင့်ကျမကတော့ကျမကိုလာပြီးတော့အဲ့လို ယောက်ျားမကောင်းအောင်ပြောတဲ့အမျိုးသမီးတွေဆိုရင်ကျမအားနာပြောတော့နားထောင်လိုက်ပါတယ်ဒါပေမဲ့ကျမကောင်းနေရတော့ automatic translate လုပ်နေမှာနော်ဘာသာပြန်နေအဲ့ဒါတော့ဘာတော့ဆိုတော့ငါယောက်ျားယူချင်နေတယ်လို့ပြောနေတယ်လို့ပဲဆရာမကျမကတော့နားလဲပါတယ်